စစ်ကောင်စီတပ်ဟာမန္တလေးနဲ့သခိုင်းမြို့ပေါ်မှာလူငယ်တွေအပြင်လူလတ်ပိုင်းတွေကိုပါလူစီခါချိန်နေကင်းမာတောင်လက်နက်နဲ့ချင်းချောက်ပြီးအစုလိုက်အပြုံလိုက်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့မိသားစုဝင်တွေကပြောပါတယ်။ခွန်စော်ဦးပေးပို့ထားပါတယ်ရှင်။သခိုင်းတိုင်းသခိုင်းမြို့ပေါ်ကလူစီခါရဖြစ်တဲ့ဇေနာတဝိုက်နဲ့အေယာရီမြစ်ကူးတရားမှာခီးရွားပြည်သူတွေအပြင်ဒေသခံလူငယ်တွေနဲ့လူလက်ပိုင်းတွေကိုစစ်မှုထမ်းဖို့အတွက်စစ်ကောင်စီတပ်ကအစုလိုက်ပြုံလိုက်အဓမ္မဖမ်းဆီးနေတာပါ အဲ့ဒီလိုလောက်ရက်တွေကိုစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးကလေးကစပြီးရန်ဖန်ရန်ကပြုတ်လုံနေတယ်လို့ဖန်စီခံရတဲ့မိသားစုဝင်တွေက DPP ကိုပြောပါတယ်။မနေ့ကဒီနေ့ကစကိုင်းမှာကျွန်တော်ကြီးခန်းခံရတယ်ကျွန်တော်အဖေရဲ့ညီငယ်ဆုံးပြသူဆို40ကျော်ပြ40လောက်ရှိပြီဗျာ။ သူဒီဘုံတော့ကညာကပြေခမ်းမရောက်နေအာကျွန်တော်လေးကျွန်တော်မင်းမင်းဘလို့ခန်းခါတော့အဲ့မှာလာသမားကကောမကောတင်လာတယ်လားကိုဖန်းလာတယ်စစ်ကောင်စီတက်ဟာစစ်မှုရန်ဥပဒေကို2024ဖေဖော်ဝါရီ10ရက်မှာအသက်တွင်းခဲ့တာပါအဲ့ဒီနောက်စစ်မှုရန်ဥပဒေနဲ့ကြေးရွာရက်ွက်လိုက်အာဓမလူတွေစုဆောင်တာပြုလုပ်ခဲ့ပါတယ်ပြီးခဲ့တဲ့လပိုင်းကမန်လီတိုင်းမန်လီမြို့ပေါ်မှာစစ်ကောင်စီတက်ဟာအင်အားတုံပြီးလက်နက်နဲ့ချင်းချောက်ကလက်ပိဆိုင်ထိုင်နေတဲ့လူငယ်တွေနဲ့လူလက်ပိုင်းတွေကိုစစ်မှုရန် ဥပဒေနဲ့အာမဖမ်းဆီးတာလည်းရှိနေတယ်လို့မျက်မြင်သက်တည်တယောက်ကပြောပါတယ်။ကျွန်တော်မနေ့ဒီရောလည်းမရဘူး။ဖြစ်စင်တော့အိုင်လီယာတရက်ကကျွန်တော်တပိတ်ရင်သွားထိုင်နေရ။နေ့လယ်နာထိုးပြီးတော့နေ့လယ်တပိတ်တော့တပိတ်တော့ပြီးတော့နိုင်ရောလည်းတိုက်ဆက်သုံးပြီးတော့ရောက်လာပြီးတော့တနက်နေ့ချင်းပြီးဟိုကလူငယ်ဆုံးကိုဆွတ်တင်တော့ဒီကောင်းပါနော်။စစ်ကောင်စီတပ်ဟာစစ်မှုရန်ဥပဒေနဲ့အာမဖမ်းဆီးထားတဲ့လူတွေကိုသူတို့ရဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ရဲစခန်းတွေမှာထိန်းသိမ်းထားပြီးစစ်တပ်နိုင်ငံကြောင်းတွေကိုပို့လိုက်တာပါ။ ဖန်စီခံရလူတချို့ကိုမြမငွေသိန်းဆယ်ချီရချီပေးပြီးမိသားစုတွေကပြန်ရွေးထိုးရတာတွေလည်းရှိပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့အာဓမဖန်စီမှုတွေကြောင့်ကြေးရွာတွေဘက်မှနေထိုင်ကြတဲ့လူငယ်အမျိုးသားအမျိုးသမီးတွေဟာမြို့ဘက်ကိုအသွားလာတိတ်မလုကြတော့ဘူးလို့ဒေသခံတွေကဆိုပါတယ်။စကိုင်းသားရှိမှာတော့အဲ့ဟိုလူငယ်လေးတွေကိုဆွဲဝါးတာလို့ပါလို့ရှိတယ်။သူကြဆွေကြဆွဲတာအဲ့ဟိုအမြဲတမ်းညို့မဆွဲဘူးဟုတ် သူတို့ကတခါဆွဲပြီးပါလို့ရှင်33နဲ့ခါလည်းဖမ်းထွက်သွားတယ်။တမ33လေ။ဟိုမင်းကလေးယောက်ျားလေးလူငယ်ပိုင်းလူလက်ပိုင်းတော့ရှင်မသွားတော့ဘူး။ဟိုစားတက်ကြီးပိုင်းနေတော့သွားတယ်။စစ်မှုရန်ဥပဒေတက်တွင်းနဲ့တနစ်ကျော်ကာလအတွင်းစစ်ကောင်စီတပ်ဟာနီလန်းမျိုးစုံနဲ့စုဆောင်းထားတဲ့တောင်းနဲ့ချီတဲ့စစ်တင်နန်းစင်းလူငယ်တွေကိုနိုင်ငံအနှံ့ကစစ်မြေပြင်တွေကိုဖြန့်ခွဲပို့ဆောင်နေတာပါစစ်ကောင်စီတပ်ဟာတပ်သားတဲ့အဓမ္မစုဆောင်းနေလို့ ရှမ်းပြည်နယ်ကချင်ပြည်နယ်မှာရှိတဲ့တိုင်းနာလက်နက်ကင်တပ်ဖွဲ့တွေကလည်းအတမလူတစ်စုဆောင်းတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်ကျွန်တော်ခွန်စောဦးပါ